ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ကိုဒီကနေ့မနေ့ဆယ်နာရီကကျင်းပပြီးတော့ပြည်အောင်စုလွှတ်တော်ကိုတော့ဒီကနေ့နေ့လယ်ပိုင်းမှာကျင်းပပါရတယ်။ဒါကြောင့်မလို့ဒီကနေ့ပထမဦးဆုံးချိန်ပြန်ပြီးတော့ကျင်းပတဲ့လွှတ်တော်အတွင်းမှာလွှတ်တော်လာတဲ့ကြတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ပြီးသွားတဲ့ရွေးကောက်ပွဲအပေါ်သဘောထားရွေးကောက်ပွဲရဲ့ရလက်လာမယ့်လွှတ်တော်အသစ်ပေါ်အမြင်နဲ့သဘောထားတွေကိုစုစည်းတင်ပြထားပါရရှင်။ရွေးကောက်ပွဲရလက်ကတော့ဘဝပြည်ရလူတွေရဲ့ စင်တန်းအရေးချင်းကိုပြလိုက်တာပဲလေဟုတ်တယ်မလားအဲ့တော့ကျမကအမြဲတမ်းမျိုးတို့ကိုမှလည်းကျမတို့ပိုးပက်ဆိုအမြဲပြောနေချလူရတန်တန်ဆိုရပဲရမယ်ညနေလူဆိုညနေဆိုရရမယ်တော်ရလူဆိုတော်ရဆိုရရမယ်ဆိုမှပြပါလည်းဖြစ်ခဲ့ပြီပဲအဲအများစုကတော့ theory တခုရှိပြီးသားမလားကြာကြာပုတ်ချုပ်ချင်လို့ရှိရင်လူတွေအများစုပညာပတ်အောင်လို့ဒီတဲ့ကြာပုတ်ချုပ်ချင်လူတွေစိုက်တာမကောင်းအောင်လို့ဆိုလို့ပဲအဲ့လိုပဲအခုလူတွေကအများဆုံးအဖြစ်ကလူဘိန်းတွေများကြတာနောက်တစ်ခုက ကိုပြည်ခိုင်ပြိုးပါတီကိုမပေးရှင်တာနဲ့ဒီဘက်ကိုပုံအော်ပြလူဆောက်ပါအဲ့ဒါကြောင့်ဒီနိုင်ငံရေးအခြေခင်းကျင်းကိုမကြိုက်လို့အန်ဒီကအစားတွေကအစိုးကြီးတွေကရုပ်ောက်ပွဲမဝင်တော့ဘူးလို့ပြောခဲ့ပြီးသားပါကျွန်တော်အမြင်30ချက်ပေါ့နော်ကျွန်တော်တဦးလေးအမြင်ကတော့ပြည်သူတွေရဲ့ဖြစ်ချင်တဲ့စံနာအမှန်ပဲလို့ကျွန်တော်အမြင်တယ်ပြည်သူတွေတို့ဖြစ်ချင်နေတယ်ဒီတိုင်းဖြစ်ချင်နေတာဖြစ်တော့တဲ့အတွက်ကျွန်တော်လည်းအစိုးကြီးဒါပြည်သူတွေအကုန်လုံးကတိုင်ပင်ထားသလိုပဲ ဒီရန်လက်ကြီးကိုဒီလိုဖြစ်စေခြင်းနဲ့ဆိုတဲ့ဟာအဲ့ဒါကိုကျွန်တော်တို့မြင်ခဲ့တယ်တွေ့ခဲ့တယ်အဲ့ဒါကြောင့်ဒါကိုကျွန်တော်တို့ကကျွန်တော်ကတော့ကြည်နဲ့နဲ့လက်ခံပါတယ်ရွေးကောက်ပွဲမဟာဗျူဟာမှာသူတို့ကျွန်တော်တိုင်းသားကဏ္ဍကိုခဏလေးနောက်ကိုထားခဲ့တဲ့ပုံပဲဘာလို့တိုင်းသားနေမြေအားလုံးရဲ့ပါလီမန်အမတ်နေရာအားလုံးကိုသူရှင်းတယ်အဓိကပါလေပါလီမန်ကိုစိုးမိုးပြီးမှအစိုးရဖွင့်နိုင်ခြင်းဆိုတဲ့ဥတည်ချက်နဲ့သူသွားတယ်အဲ့ဒီခါမှာတိုင်းသားရဲ့ခံစိတ်ကြောင့်အကုန်လုံးပြတ်တယ်ကျွန်တော်ပြောတာပါလီမန်မှာသူ့ရဲ့အမတ်နေရာအများဆုံးရတယ်တော်တော်တိုင်းရင်းသားများရဲ့ ဒီဖြစ်စဉ်ရဲ့ဗျောင်းပြန်အကျိုးဆက်ကိုသူခန်းစားနေရတယ်။တိုင်းသားများရဲ့မယုံကြည်မှုစစ်မှန်တဲ့ပြည်ထောင်စုကိုသွားကျင်တဲ့လမ်းကြောင်းတစ်ခုပေါ်မှာဘာကြောင့်တိုင်းသားများရဲ့ခံစစ်ကြောင်းကိုရှုံးဖြတ်တာလဲ။အဲ့ဒီခါမှာတိုင်းသားများရဲ့စစ်မှန်တဲ့ပြည်ထောင်စုကိုသွားလို့တဲ့အမျိုးသားပြန်လည်ရင်ကြားစီကိုသွားလို့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ခုနကဟိုသူ့ရဲ့ဟိုဘခုံးလဲဒါတတ်မှတ်ချက်ကိုတန်တရားဝင်တာပေါ့။တော်တော်အဲ့ဒီတန်တရားကိုပြန်ဖြောက်နိုင်မဲ့နော်အကြောင်းတရားတစ်ခုရှိတယ် အဲ့ဒီဟာကအစိုးရဖွဲ့စည်းရေးဆိုတဲ့ခန္ဓာအစိုးရဖွဲ့စည်းရေးဆိုတဲ့ဟာကခုနပြောတဲ့ဘက်အချုပ်အချုပ်ရဲ့အာဏာနဲ့ပတ်သက်တဲ့ခန္ဓာခုနကတရားစီရင်ရေးဒီဘက်ကဥပဒေပြုမှုသုံးခုဟာကျွန်တော်တို့ကပြန်လည်ထိန်းချုပ်ရတာဘူးအဲ့ဒီခါမှာပါလီမန်ကြီးကိုအကုံလုံးကိုထိန်းချုပ်ပြီးပြီဒါပေမဲ့အစိုးရဖွဲ့ဖွဲ့စည်းရေးခန္ဓာမှာတိုင်းသားများရဲ့ခန္ဓာကိုသူနော်အမျိုးသားပြန်လည်ရင်ကြားစီရေးဆိုတဲ့ဥတီချန်နဲ့ဆွေးဆောင်နိုင်ခဲ့မယ်ဆိုရင်ကျော်ရနေသူတို့သွားတဲ့လမ်းကြောင်းဟာပုံမှန်လမ်းကြောင်းကိုပြောင်းအောင်နိုင်ပါတယ်ကိုယ်စလဲဆိုတာလူတွေပဲဒါကြောင့်ကိုယ်စလဲချင်းချင်း နော်ကို့နေဒေတာအတွက်ကိုဆောင်ရွက်ပေးနိုင်မယ်လူကိုယူကြတယ်လို့ပဲကျွန်တော်တို့ကတော့လူသဘောပေါက်တယ်သို့တော်လည်းပဲလူလူထဲမှာအဲ့ဒါမမြင်ဘူးတချို့လဲတစိမ့်ပဲမြင်တယ်နော်တချို့လဲတခြားဟာမြင်တယ်အဲ့ဒါဒီဒီဒီတိုင်းဖြစ်နေတယ်အဲ့တော့အဲ့ဒါကအကုန်လုံးတော့မဟုတ်ပါဘူးမဟုတ်လားကျွန်တော်ကျွန်တော်ထင်ပါတယ်တသိန်းဆိုလို့ရှိရင်အဲ့ဒါတသိန်းဆိုရင်4900လောက်ကအဲ4900လောက်ကကျွန်တော်တို့ဘက်မှာရှိပြီး9000 9000 1000လောက်ကဟိုဘက်ကရှိတယ်ပေါ့အဲ့ဒီဂျာတိုင်းမှာဖြစ်နေတဲ့ဥစ္စာလေးတွေကတော့ နော်အဲ့ဂျာရင်းကဖြစ်တဲ့ဥစ္စာတွေကတော့အဲ့လိုပါတာသွားတယ်လို့ကျွန်တော်ယူဆတယ်ဒါကျွန်တော်တွေးကြည့်တာပေါ့လေဘုလိုလည်းကြိုးစားပါတယ်ပြိုင်နေဆိုတော့နိုင်နေတာပေါ့လွတ်တော်ကိုယ်စားလေတယောက်ကလွတ်တော်အတွင်းနိုင်ငံရေးမှာလည်းအပြည့်ကြိုးစားပါတယ်လွတ်တော်ပြင်ပမှာလည်းယူဆပါတယ်ခုဒေသဖွံ့ဖြိုးရေးလည်းယူဆပါတယ်ထို့သောအခြေခံအကြောင်းတရားတော့ပြည်သူလူထုကအပြောင်းလဲလူကျင်တာကိုသွားတွေးရတယ်အခုလိုတစ်ဖက်ကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နိုင်ငံရေးအတွက်ကြောင်း ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေအရည်ဒါဆက်ပြီးတော့လေးလာသုံးသပ်ပေးရမှာဖြစ်ပါတယ်။ဥရောတော့နိုင်ငံရေးလုပ်တဲ့အတွက်ကြောင့်ဖေပါတီတက်တဲ့ဥရောဝိုင်းကူညီပေးရမှာဖြစ်ပါတယ်။အဓိကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအဓိကဖြစ်ပါတယ်။ဘယ်လိုပြောရမလဲဆိုတော့ဒါကကောင်းတယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့ဘာလဲဆိုတော့နည်းနည်းစိုးရင်ကြာရှိလို့လည်းပြောစိုးရင်ကြာရှိတယ်ဆိုတာကဘာလဲဆိုတော့ဒီတိုင်းသားပါတီ တွေရဲ့ပါဝင်မှုအောင်မြင်မှုနဲတော့လာမဲ့လွတ်တော်အခင်းကျင်းမှာဒီဈာနေအင်အားစုအနေနဲ့အာအားနဲမဆိုရင်ဒီအချို့အရေးကိစ္စတွေမှာအခက်ခဲရှိနိုင်တယ်။နောက်ပြီးတိုင်းသားတွေရဲ့အရေးကိစ္စမှာအတင်ပြမှုဆွေးနွေးမှုအားနဲမလို့ကျွန်တော်အဲ့လို မြန်တာပေါ့ယောဂဘယ်ရလာကအရင်တော့ယောဂမတိုင်ခင်တော့ကျွန်တော်ကျွန်တော်ပြောဦးပါတယ်ဘယ်သူကဒီကျွန်တော်ကတိလသူပိသနာဖွဲ့တွေနေတွေလွတ်ထားကြကျွန်တော်နိုင်မယ်ဆိုတာသိတယ်နိုင်တော့တော့နိုင်မယ်ဆိုတာသိတယ်ဒါပေမဲ့တိတ်ကြွားရအောင်ဆိုလို့80ခန်းကျော်တော့နိုင်မယ်လို့ပြောခဲ့တာရှော့ရှော့ပေါ်ပြောတယ်ဥဒကန်80မြန်တော့နိုင်တော့ကျွန်တော်စိတ်ကချိတ်မှတ်တာတော့သွားမတူတာပေါ့ ဒါကတော့73ချိန်မြောက်ပထမချိန်လွှတ်တော်အစည်းအဝေးကိုတက်လာကြတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အမြင်နဲ့သဘောထားတွေကိုနားဆင်ခဲ့ရတာပါရှင်။ကျွန်မမတင်းတီရီပါနေပြည်တော်ကနေပြီးတော့တိုက်ရိုက်သတင်းပေးပို့နေပါတယ်ရှင်။